ချောမောနေတဲ့တာဖြစ်သူကြောင့်ရောက်ခမကြီးလိုခေါ်ခဏရတဲ့အာကာမြင့်အောင်အလုံးမဲမင်္ဂလာပါဗမိစနောင်းကနေချက်ဆိုလိုက်ပါတယ်မြန်မာနိုင်ငံကမင်းသမီးတွေထဲမှာတော့အာကာမြင့်အောင်က ရှာရှာပပပေါ်ထွက်လာတဲ့ fighting မင်းသမီးတယောက်ဖြစ်ပါတယ် ရုပ်ဆောင်တဲ့အခါရုပ်ရည်ကိုဦးစားမပေးဘဲတဘာဝကြကြပညာပေးဆန်ဆန်ကြံကြံတန်းရိုက်ကူးရနိုင်တဲ့အာခမြင့်အောင်ကပရိသတ်များစုကမရင်ရွှေဆိုပြီးတော့လူသိများကြပါတယ်အာခမြင့်အောင်ကမြေမျိုးခံရသောမရင်ရွှေဇာကားထဲမှာရုပ်ဆောင်ရကောင်းတာကြောင့်ဒီဇာကားနဲ့ရအောင်မြင်ပြီးမရင်ရွှေဆိုတဲ့နာမည်ကိုရရှိသွားခဲ့တာပေါ့ခွေးဖြစ်သွားတဲ့လှလဇာကားမှလည်းအာခမြင့်အောင်ကအောင်မြင်ခဲ့ပြီးဇာကားတွေကိုပရိသတ်တွေကြည့်ပြီးပညာရသောရုပ်ဆောင်တတ်တဲ့သူပေါ့အနုပညာသတ္တန်တစ်ယောက်မှအာခမြင့်အောင်ကိုတောင်းမင်းသမီးလို့လူသိများပါတယ်အာခမြင့်အောင်ကိုအပြိုကြီးလို့ ော့ပဲထင်နေကြပေမဲ့တကယ်တော့အာကာမြောင်ဟာအပြော့ကြီးမဟုတ်ဘဲအခြားမျိုးသမီးတွေအားကြားရလာအောင်အခြေခံနေရသူဖြစ်ပါတယ်။အာကာမြောင်ရဲ့အမျိုးသားကတော့ဒရိုက်တာတယောက်ဖြစ်တဲ့မဟာ MSC ဖြစ်ပါတယ်။အာကာမြောင်နဲ့ဒရိုက်တာမဟာတို့ကအသက်၁၇နှစ်ကွာပြီးတော့ဇာကားရရင်နဲ့စတင်တွေ့ဆုံခဲ့တာပေါ့။လက်ထပ်ပြီးတဲ့နောက်မှာအာကာမြောင်ကသားလေးတယောက်ကိုမွေးထားခဲ့ပြီးသူ့ရဲ့သားလေးကအသက်၁၆နှစ်အရွယ်ရောက်နေပါပြီ။ အာကာမြောင်ရဲ့သားကအရွယ်ရောက်လာပြီးတဲ့နောက်မှာသပင်ကောက်ကောက်လေးနဲ့ချစ်စရာကောင်းတာကြောင့်အာကာမြောင်ကရောက်ခမကြီးလိုခေါ်ခံနေရပါတယ်။သူ့ရဲ့သားလေးဟာနာရီပိုင်းနေတတ်သူဖြစ်ပြီးအသက်16နှစ်အရွယ်ရောက်မှပွဲထုတ်လာခဲ့တာပေါ့။ ာကာမီအောင်ရဲ့ဌာနမဲကတော့ခန့်သွင်းထုလို့ခေါ်ပြီးအခုမှပြည်သက်တင်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်ခန့်သွင်းထုကအနှပညာလို့ကိုငငယ်ကလေးကဝါသနာပါသူတယောက်ဖြစ်ပေမယ့်အာကာမီအောင်ကပညာရေးကိုဦးစားပေးချင်တာကြောင့်ဇာကားရီကိုမရိုက်ကူးပေးခဲ့ပါဘူးခန့်သွင်းထုကအသက်၅နှစ်အရွယ်ကလေးကဓာတ်ပုံရိုက်တဲ့အခါအိုက်တင်နေလဲလုံနေတက်ပြီဖြစ်သလုံးအမေတယုတ်ဆောင်တောက်ကလည်းလိုက်ချင်နေတတ်ပါပဲအာကာမြအောင်ကတော့သူ့သားလေးရဲ့ဝါသနာကိုသိပေမဲ့ပညာရေးကိုပဲအရင်ဆုံးအားစိုက်ခိုင်းခဲ့ပါတယ် ထန့်သွင်းထုအားရွံ့ရောက်လာပြီဖြစ်သလိုစာမပွဲလည်းပြီးသွားပြီဖြစ်လို့ဇလန်းတိုလေးတွေစတင်ပြီးရိုက်ကူးပေးတော့မှာဖြစ်ပါတယ်။အာကာမြောင်ဟာပညာပေးအရှင်ဇကားတွေရိုက်ကူးတာများပေမဲ့သူ့သားလေးကိုတော့မတုံညီတဲ့ပုံစံနဲ့တရုတ်ဆောင်နိုင်အောင်သင်ပေးသွားမှာပါ။ခန့်သွင်းထုဟာဇကားပြောလဲယဉ်ကျေးသလိုရုပ်ရည်ကလည်းချစ်စရာကောင်းတာကြောင့်အာကာမြောင်ကိုသဘောမကျတဲ့သူတွေကတော့အမေတော်ချင်နေကြပါတယ်။ မရင်ရွှေစကားကိုကြည့်ကြတဲ့ကအမေတယောက်လိုခံစားနေရတဲ့ဆိုပြီးမိန်းကလေးတွေကအဖေနဲ့ကြတာပေါ့အကမြအောင်ကဇာကားထဲမှာပဲကြမ်းကြမ်းတန်းတန်းတရုပ်ဆောင်ထပ်ပင်မဲ့အပြင်လောကမှာတော့စကားပြောသိမ့်မွေ့တလို့စိတ်သဘောချလဲပြေဝသူတယောက်ဖြစ်ပါတယ်သူကရောက်ခမကြီးလိုခေါနေတာကိုလည်းစိတ်မဆိုးပဲဒါဖြစ်သူကြောင့်မျက်နာပွင့်နေတာပေါ့ အကောင်မြအောင်ကတော့တဘာဝမင်းသမီးပီပီသူ့သားလေးကိုရုပ်ရည်လှဖို့ထက်တရုတ်ဆောင်ကမုတ်ကိုပဲဦးစားပေးမှဖြစ်ပါတယ်။အဖေကဒရိုက်တာဖြစ်တယ်လို့အမေကမင်းသမီးဖြစ်တာကြောင့်ဇလန်းကအစအသေးချရွေးချယ်ပေးမှဖြစ်ပြီးခန့်သွင်းထုတ်ကိုအသေးစိတ်သင်ကြားပေးသွားမှာပေါ့။ခန့်သွင်းထုတ်ကတော့အကောင်မြအောင်ရဲ့ဇာကားတွေကိုကြည့်ရင်ငိုချင်လာတာကြောင့်မကြည့်ဖြစ်ပေမယ့်ခန့်သွင်းထုတ်ဟာမြင့်မြတ်ရဲ့ identity ကိုတော့သဘောကျနေပါတယ်။ခန့်သွင်းထုတ်ကနောက်ထပ်နှစ်အနည်းငယ်မှာတော့အောင်မြင်တဲ့မင်းသားတယောက်ဖြစ်လာနိုင်ပြီးအခုကလေးကမင်းကလေးပြည်သက်တွေကိုရရှိနေပါပြီ။ အာကာမြောင်ရဲ့သားလေးကအနှစ်ပြညာလှုပ်တွေလှုပ်တဲ့အခါပရိသတ်ကြီးရောအပေးတော်မလားဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ